ထိုင်ဝမ်ဟာတရုတ်ရဲ့ဩစာလွှဲမှုမှုနဲ့စိတ်ဝင်ထိုးပေါက်မှုတွေမြင့်တက်နေကြောင်းထိုင်ဝမ်သမ္မတလိုင်ချင်းတေကမတ်လ23ရက်မှာတရီပေးခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။ထိုင်ဝမ်ကိုသိမ်းသွင်းမဲ့တရုတ်ရဲ့အာထုကြိုးပမ်းမှုကိုဖြေရှင်းဖို့အစီအမံတွေပြုလုပ်နေကြောင်းသူကပြောပါတယ်။တရုတ်ဟာမကြသေးမီနှစ်တွေအတွင်းစစ်ရေးလေ့ကျင့်မှုတွေ၊ကုန်သွယ်ရေးပိတ်ဆို့မှုတွေနဲ့ဩစာလွှမ်းမိုးရေးလှုပ်ရှားမှုတွေကိုတိုးမြင့်ပြုလုပ်နေပြီးတရုတ်ရဲ့အချုပ်အခြာအာဏာပိုင်ကြောင်းစင်ညာချက်ကိုထိုင်ဝမ်ကလက်ခံစေဖို့အတင်းအဓမ္မဖိအားပေးနေတယ်လို့ထိုင်ဝမ်ကဆွတ်ဆဲခဲ့ပါတယ်။လိုင်ဟာထိပ်သီးလုံးစုံ ရင်အရာရှိတွေနဲ့အစီအဝေးပြုလုပ်ခဲ့ပြီးနောက်တရုတ်ဟာထိုင်ဝမ်ရဲ့ဒီမိုကရေစီကိုအသုံးချပြီးရာဇဝတ်ခိုင်းတွေမီဒီယာတွေစစ်မှုရန်တွေနဲ့စစ်မှုရန်ဟောင်းတွေရဲအရာရှိတွေအပါအဝင်မတူကွဲပြားတဲ့လူအဖွဲ့အစည်းတွေကိုတင်သွင်းဖို့ကြိုးပမ်းနေတယ်လို့သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။သူတို့တရုတ်ကကျွန်တော်တို့ကြားထဲမှာသဘောထားကွဲလွဲအောင်ပျက်စီးရာပျက်စီးကြောင်းတွေဖြစ်စေတဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်နေပါတယ်လို့လိုင်ကသမရယုံကတိုင်းရိုက်ထုတ်လွှင့်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။တရုတ်ရဲ့ထိုင်ဝမ်ရဲ့ယုံကတော့လိုင်ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး writer သတင်းဌာနရဲ့ ယ်မတ်ချက်တောင်းခံမှုကိုချက်ချင်းတုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။လိုင်းရဲ့မတ်ချက်စကားနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူမော်နင်းကိုသတင်းတောက်တွေကမေးမြန်းခဲ့ကြပါတယ်။အဲ့ဒီလိုမေးမြန်းမှုမှာမော်နင်းကလိုင်းရဲ့အစိုးရအဖွဲ့မြေတုတ်ဝင်ပြောဆိုနေစီကမူထိုင်ဝမ်ဟာတရုတ်ရဲ့အစိတ်အပိုင်းဖြစ်တဲ့ဆိုတဲ့အချက်ကိုပြောင်းလဲစေလိမ့်မည်မဟုတ်ကြောင်းအမိမြင်နဲ့ပြန်လည်ပေါင်းစည်းရေးကိုပြောင်းလဲစေမည်မဟုတ်ကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်။ထိုင်ဝမ်အစိုးရရဲ့မှတ်တမ်းတွေအရ2024ခုနှစ်အတွင်းထိုင်ဝမ်ဟာတရုတ်အတွက်တရှိုးလုံပေးမှုဆွဲချက်နဲ့လူပေါင်း64ဦးတရားစွဲခံ င်ခဲ့ရပါတယ်။အဲ့ဒီအရေးအတွက်ဟာ2020ခုနှစ်ကထက်သုံးဆကျော်များပြားခဲ့တယ်လို့ LINE ကပြောပါတယ်။တရားစွဲဆိုခံရသူအများစုကလက်ရှိတာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေနဲ့စစ်မှုရန်ဟောင်းတွေဖြစ်တယ်လို့လည်းသူကပြောပါတယ်။အဲ့ဒီလိုဩဇာလွှမ်းမိုးရေးလှုပ်ရှားမှုတွေ၊ကျိုးကန်ချဲလဲမှုတွေကြောင့်ခက်ခက်ခဲခဲရယူထားရတဲ့ထိုင်ဝမ်ရဲ့လွတ်လပ်ခွင့်၊ဒီမိုကရေစီနဲ့တရားဝါပြောမှုတွေဆုံးရှုံးသွားနိုင်မယ့်အခြေအနေကိုလူအများစုကစိုးရိမ်နေကြတယ်လို့ LINE ကပြောကြားခဲ့ပါတယ်။